ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့မြန်မာအမျိုးသမီးတဦးထံကနေဗတ်ဆယ်တန်းခိုးယူသွားတဲ့မြန်မာသုံးကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဖရန်ခနုံမြို့နယ်မှာနေထိုင်တဲ့မြန်မာအမျိုးသမီးတဦးရဲ့အခန်းကနေထိုင်းဘက်ငွေ၁၀တန်းခိုးယူပြီးတင်းရှောင်နေတဲ့မြန်မာသုံးကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ကနိုဝင်ဘာ၁၂ရက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုင်းဘက်ငွေ၁၀တန်းကိုဖရန်ခရုံနယ်မြေမှာရှိတဲ့ကွန်ဒိုမီနီယံတစ်ခုမှာနိုဝင်ဘာ၉ရက်နေ့ည၁၀နာရီခွဲခန့်က ခင်မင်ရင်းနှီးသူတွေကအိမ်အတွင်းဝင်ရောက်ပြီးခိုးယူသွားတာဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့ထံကသိရပါတယ်။ခိုးယူခံရတဲ့ထိုင်းဘက်ငွေတွေအနက်ဘက်ငွေ88သိန်းကျော်ပြန်ရပြီဖြစ်တယ်လို့ခိုးယူသွားသူတွေကလည်းဖမ်းဆီးရမိပြီဖြစ်ကြောင်းထိုင်းဘက်နဲ့မြန်မာငွေလဲလှယ်ထားမှုရှိကြောင်းငွေလဲပေးထားသူတွေရဲစခန်းမှာလာရောက်ဖြောင်းချက်ပေးနိုင်ကြောင်းငွေရီအခိုးခံကြရသူလင်းနာကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာကိုတွေ့ရပါတယ် ထိုင်းဘက်ငွေတွေခိုးယူခံရပြီးတဲ့နောက်ရဲစခန်းမှာအမှုလောင်ဖွင့်ကြောင်းအမှုလက်ခံပြီးတဲ့နောက်စုံစမ်းခဲ့ရာတနင်္လာရှိသူအဖွဲ့ဟာဘန်ကောက်အေရိယာကနေထွက်ပြေးပြီးဖေချာပူရီခရိုင်ချန်အမ်းမြို့နယ်မှာပုန်းခိုနေကြောင်းသဲလွန်စာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်အဲ့နောက်ပုန်းခိုနေသူတွေရှိနိုင်တဲ့ဟိုတယ်ကိုဝင်ရောက်ရှာဖွေရဟိုတယ်ရှိမှခိုးမှုကျွလို့ရမှအသုံးပြုတဲ့ကားရက်ထားတာကိုတွေ့ရှိရပြီးတဲ့နောက်ဟိုတယ်အခန်းတွင်းမှာတန်ရရှိသူ၃ဦးနဲ့အတူတက်တေကန်ပစ္စည်းတွေကိုတွေ့ရှိပြီးဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ် ဖန်စီရမိတဲ့တသက်ကံပစ္စည်းတွေမှာငွေသားဘတ်ငွေ88သိန်း4000အဖြူအောင်လက်ဆွဲအိတ်တစ်လုံးနဲ့မော်တော်ယာဉ်တစ်စီးတို့ဖြစ်ကြောင်းဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်စစ်ဆေးမေးမြန်းမှုအရာ ဖမ်းဆီးခံရသူ၃ဦးဟာအဆိုပါမြန်မာအမျိုးသမီးနဲ့တည်ကျွမ်းခဲ့ဖို့ပြီးကွန်ဒိုကိုအကြိမ်များစွာလည်ပတ်သွားလာဖို့ကြောင့်ငွေသားတွေကိုအခန်းအတွင်းမှာတင်စီထားကြောင်းသိရတဲ့အတွက်ခိုးယူဖို့အစီအစဉ်ဆွဲခဲ့တာဖြစ်တယ်လို့ဝန်ခံခဲ့ကြောင်းဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ပြည်မှုကျွန်းလွတ်သူ၃ဦးကိုဥပဒေအရအေးအေးယူနိုင်ဖို့ဖရာခရုံရဲစခန်းထံလွှဲပြောင်းထားတယ်လို့သိရပါတယ်။